ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မင်းထင်ပါဒီဗီဒီယိုလေးမှာမကြာမီကမြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးနှစ်ပါးရဲ့ရှုမြင်ပုံတွေကို နိုင်ရှင်ပြထားပါတယ်လူပုဂ္ဂိုလ်တွေကယက်တီမှုခြင်းမတူတဲ့အခါမှာကိစ္စတစ်ခုပေါ်မှာရှုမြင်တဲ့ပုံစံတွေလည်းတောင်တောင်မတူကြပါဘူးကွဲပြားကြပါလေ ဒီဗီဒီယိုကြည့်ပြီးတဲ့နောက်တော့မိတ်ဆွေတို့အနေနဲ့လည်းဆရာတော်ကြီးနှစ်ပါးရဲ့ဒီငလျင်နဲ့ပတ်သက်ပြီးတော့ရှုမြင်ပုံတွေကိုသုံးသပ်ဆင်ခြင်လို့ရပါလိမ့်မယ်။ဒီဗီဒီယိုလေးကြည့်ပြီးတဲ့အခါမှာတွေးစရာလေးတစ်ခုရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ဒီဒါနတော့ပြုတ်တယ်ပါ။အကုန်လုံးပါတာမယွေးပါနော်။အခုဆရာတော်ကြွလာတာ ရွှေလိုခြင်းလို့ငွေလိုခြင်းလို့ပစ္စည်းလိုခြင်းလို့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာဘာလာတာလဲမေတ္တာလာပို့တာပါဗျာလေနတ်ပြန်မှာဆရာဟိုလိုက်ကိုတို့မှမိုက်ချက်ပြင်ပြမှာအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေငါးတင်းမှာလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွပါမကြွပဲနဲ့မေတ္တာလာမပို့ပဲနဲ့ယူအများကြီးပြည်ပစ္စည်းနိုင်တယ် ဘဝနဂါစီရနဂါယဘဝဘဝနဂါစီရနဂါအကောင်ရဘလောက်ရှိတာမိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလမ်းနဲ့တော့ဒီမြေငင်းလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တကျအာဟုတူပဲလှုပ်နေဖို့ကိုများတယ်လို့တဲ့ဒါကြောင့်ဆရာတော်ပြမေတ္တာ အဲ့ရအကုသိုလ်များတဲ့ပုဂ္ဂိုလ်အဲ့ရဒီဒီပစ္စည်းရဗျာခံစားခံစားရမယ်နော်ဒါကုသိုလ်များများလို့ပါတဲ့အဲတချို့တဲ့အကြောင်းတရားကဟိုမိပါကရှိလို့ခံစားရတယ်သူ့ဂျုံ

半 အချစ်ကြီးဒုက္ခကြီးဒုက္ခကြီးလေအချစ်แหนအချစ်แหนဒုက္ခแหนလေအချစ်แหนအချစ်မရှိဒုက္ခမရှိပါတဏှာကြီးဒုက္ခကြီးလေတဏှာแหนဒုက္ခแหนလေတဏှာမရှိပေါ့လို့ပခုံးပြောင်းတယ်လို့ပြောပြီးတော့ငရေနှုတ်တယ်ဆိုတာကိုဘယ်သူကစထွင်ပြီးပြောတယ်တော့မသိဘူးငငယ်ငယ်အကြဘူး မြေကြီးကိုထမ်းတာနဲ့ပြိတ္တာကြီးကပခုံးပြောင်းတဲ့အခါမှာငရင်လှုပ်တတ်တယ်။ဘုန်းကြီးတို့တသက်တာမှာအကြီးအကျယ်ငရင်လှုပ်တာနှစ်ချိန်ကြုံမှုတဲ့။မြန်မာတက္ကရာ1308ခုနှစ်တုန်းကပကိုးငလျင်ကြီးဆိုတာကြုံရ။အဲ့ဒီငရင်ကဘယ်ထိအောင်လှုပ်တုံဆိုမန္တလေးတိုင်းကဖျားတွေပြိုသည်ထိအောင်ပြင်းထန်။1308ခုနှစ်ကကြီးမားတဲ့ငလျင်ကြီးတစ်ခါလှုပ်တယ်။ အသေးဖွဲတွေတော့မပြောလို့ဘူးအကြီးကြီးတွေကိုပြောနောက်1318ခုနှစ်ကျတော့စကိုင်းငရင်လို့ခေါ်တယ်စကိုင်းမှာရှိတဲ့ဘုရားပထိုးတွေပြိုကျပျက်စီးမှုတွေအများကြီးညမရာဇဝင်ဖတ်မယ်ဆိုလို့ရှိရင်တော့ငရင်လှုပ်တဲ့အချိန်တွေဟာအများကြီးရှိတယ်ပေါ့ဘုရားပထိုးတွေခဏခဏပြိုပျက်တယ်အဲဒီ18ခုနှစ်ငရင်ကျတော့စကိုင်းငရင်လို့ခေါ်ရလောက်အောင်စကိုင်းမှာပျက်စီးတွေအလွန်များခဲ့တယ်ပေါ့အဲ့ဒါလည်းပဲကြုံခဲ့တယ်ပေါ့ ဒါကိုကိုယ်တိုင်ကြုံတဲ့အပိုင်းကိုပြောပြတာအင်မတန်မှကြောက်မွေဖွယ်ကောင်းလောက်အောင်ရက်တည်လို့မရလောက်အောင်ပြင်းထန်တဲ့ငရင်ကြီးတွေလှုပ်ခဲ့ဘူးတော့ဒီတဲ့ပြင်းထန်တာတွေကိုနဲ့မကြုံတဲ့ဘ ਹੁ ပြုတဲ့နေရာနဲ့ဝေးလို့ရှိရင်တော့လည်းမသိလိုက်ဘူးပေါ့နော်အဲ့ဒါလို့ငလျင်ရဲ့တဘာဝဟာခုနကအောက်ကနေပြီးတော့ကွက်ပြီးတော့ လေတူကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေတူကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွားအနီးဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေတူကြီးလှုပ်ရှားပြီးငရေလှုပ်ချင်းဟာဖြစ်ပေါ်လာတယ်လို့ဒါကရသော်ဘုရားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့ဒုတိယငလျင်လှုပ်ချင်းအကြောင်းကိုရသော်ဘုရားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်နေဆိုတာလောကမှာရှိတတ် ရဟန္တာပုဂ္ဂိုလ်တွေအဲ့ဒါလို့အစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်။သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ်။သူတို့ကလည်းဖန်တီးတတ်တယ်တဲ့။ဘလို့ဖန်တီးတော့ဆိုရင်သူတို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပုံမှာတဘာဝတရားတွေကိုသူတို့ရှုမြင်သုံးသပ်တဲ့အခါမှာမြေထုနဲ့ဒီ ရေထုဆိုတာနှစ်ခုရှိမြေကြီးရဲ့သဘောကငိမ့်နဲ့မားတယ်မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့်မြေပြင်ဆိုတာငိမ့်တတ်မှုရှိတယ်ရေပြင်ကြတော့ငိမ့်တတ်မှုမရှိဘူးနော်မြေပြင်ကငိမ့်တတ်တယ်မားတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ပေါ့ဒါကြောင့်မို့သူတို့ဟာကဘာမြေကြီးကမြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကို ရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငရင်လှုပ်တတ်တယ်ကြည်လေတင်မောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာကုန်းပေါ်တက်လိုက်လို့ရှင်မလှုပ်နိုင်ဘူးလေမလှုပ်နိုင်ရှေးတုန်းကဒါနဲ့ပတ်သက်ပြီးတော့တန်ဃရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတပါးယဟနာကိုရင်လေးတပါးပေါ်ဘူးလေခုနှစ်အရွယ်လေးသာသနာပေါင်းဝင်တာ အဲ့ဒီနေ့မှာပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေ့မှာပဲရဟန္တာဖြစ်သွားအစွမ်းတကူကြီးမားတဲ့ရဟန္တာဖြစ်တော့သူစိတ်ကူးရတယ်ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲရဟန္တာဖြစ်ပြီးတော့တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြည်ကဝေဇန္တာပြတ်တကြီးကိုလှုပ်ဖူးတဲ့ပုဂ္ဂိုလ်ရှိလားလို့ဆိုမရှိဘူးဆိုတော့သူသိဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာဤစနစ်ကိုသူမသိဘဲနဲ့သူအစွမ်းတကူနဲ့လှုပ်မယ်ဆိုပြီးတော့ဝေဇန္တာပြတ်တသွားပြီးလှုပ်တာ လုံးဝလှုပ်လို့မရဘူးဘာဖြစ်လို့တော့ဆိုစနစ်မကျဘူးဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လှုပ်ရတယ်တကောကလည်းပဲအရမ်းမဲ့လှုပ်တာမဟုတ်သည့်အတွက်ကြောင့်တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူးမြေကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လှုပ်လို့မရဘူးဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလဲရတော့သူလူပြေပြန်လာပြီးသူဆရာစီသွား ူဆရာစီသွားတော့သူကဆရာကပြောတော့ဆိုမုံစီကျော်ကြော်တာလေးကိုပြလိုက်တယ်မင်းမြင်ဘူးတယ်မဟုတ်လားမုံစီကျော်ကြော်နောက်ပြီးတော့ရေထဲမှာချလိုက်တဲ့နောက်ချီချက်ကလေးဟာရေထဲမှာဝဲလဲပြီးတော့လှုပ်နေတာမင်းမြင်ဘူးတယ်မဟုတ်လားလို့ဆိုသူသဘောပေါက်သွားတယ်မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်အဲ့ဒါနဲ့တိပီဖျားဆိုပြီးတော့ တာဝရိန္ဒနတ်ပြည်ပြန်တက်သွားပြန်တက်သွားပြီးတော့ဝေဇယန္တာပြတ်တက်ကြီးရဲ့အခြေ၄အားလုံးကိုရေပြင်းကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်ရေကြီးမဟုတ်တော့အဲ့ဒီအချိန်မှာကျတော့ခဏလေးအလွယ်လေးနဲ့ဝေဇယန္တာပြတ်တက်ကြီးရန်ခါသွားအောင်သူလှုပ်ရှားပြလို့ရရေပေါ်မှာတည်နေတဲ့အရာဆိုအလွယ်တကူလှုပ်လို့ရအောက်ကမငြိမ်ဝဲကိုအဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကို ရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲငရင်လှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်။ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘောအဲ့ဒါအမျိုးဟာဒုတိယငရင်လှုပ်ခြင်းရဲ့အကြောင်းတစ်မျိုးပဲလို့မြတ်စွာဘုရားဒီလိုဟောတယ်။ဟောနောက်တစ်ခုတတိယအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပါရမီတံပါရပြည့်ဝလို့ပါရမီပြည့်လို့ ဖရာဖြစ်သူရောက်တော့မဲ့ဖရာလောင်းနေတုတ်တိတန်နတ်ပြေကနေပြီးတော့လူပြေကိုဖရာဖြစ်ဖို့မေတော်ရဲ့ဝမ်းထဲမှာတရေခတဲ့အချိန်မျိုးတရေခတဲ့အချိန်မျိုးမှာဒီဝမ်းသာကြည်နူးတဲ့သဘောကို ပြတဲ့အနေမြေကြီးကဝမ်းသာတာတော့မဟုတ်ဘူးမြေကြီးမှာရှိနေကြတဲ့တရဝါးတွေစွမ်းငကိုကြီးတဲ့ပုဂ္ဂိုလ်တွေဝမ်းသာလို့လှုပ်တယ်လို့ဒီလိုအောင်မရဘူး မြေကြီးဆိုတာတော့စိတ်စေရနာမရှိတဲ့အရာတစ်ခုပဲเนาะသို့သောတဘာဝတရားရဲ့လောက်ခတ်မှုဆိုတာရှိတယ်ထိရောက်မှုဆိုတာရှိတတ်တယ်တဘာဝတရားရဲ့ထိခိုက်မှုတွေဟာလူတွေက မသိနိုင်ဘူးပေါ့ကြားဘူးကြလိမ့်မယ်တချို့သစ်ပင်လေးတွေအောက်မှာတချင်းလေးဆိုဂီတာလေးတီးပြီလို့ရှင်အဲ့ဒီသစ်ပင်လေးကပွင့်လာတယ်လို့ဆိုတယ်เนาะတဘာဝတရားရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်တဘာဝ ကြုံမူကြလိမ့်မယ်တချို့ပုဂ္ဂိုလ်တွေစိုက်ပျိုးတဲ့ပန်